မင်္ဂလာပါရှင်မိုသားမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေရာနာဆာကအနေနဲ့ကြောက်ဖြူမြို့တိုက်ပွဲကိုရှော့မတွေ့ပဲဗမော်တိုက်ပွဲလိုမျိုးခက်မမာတုံးပြန်တိုက်ခိုက်တဲ့နယ်လို့အကြံပြုပြောဆိုတာပဲလည်းရှိနေပါတယ်ဒီဥတန်ဖိုင်နယ်မှာတော့ကြောက်ဖြူမြို့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့စီရင်စစ်ဝင်စားသူတွေကလူမှုကွန်ရက်မှာဘယ်လိုမျိုးသုံးသက်ရေးသားနေတယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ရတဲ့ကြည်မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲတွေဆဲဝင်စားပွဲကောင်းနေပါတယ်။ရခိုင်လည်းနဲ့ကအဖွဲ AAO ဆောင်တဲ့ပူပေါင်းအဖွဲ့ရိဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမှာရခိုင်ပြည်နယ်အတွင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပြီးနောက် ကျောက်ဖြူမန်အောင်စစ်တွေမျိုးတို့ကလွှဲပြီးတခြားမျိုးတွေကို ထိန်းချုပ်ထားပါတယ်။အေအေအိုးဆောင်ရဲ့ပူပေါင်းအဖွဲ့ရီဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနောက်ပိုင်းတည်းကကျောက်ဖြူမျိုးရှိနာဆာကတက်စကန်တွေကို မကြာခဏပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးမလာအတွင်မှာဒညဝတီရေတက်စကန်ကိုတိုက်ခိုက်ခဲ့ပေမဲ့အထိကိုက်တွေရှိနေတဲ့အတွက်တိုက်ခိုက်မှုအရှိန်လျှော့ချခဲ့ပြီးလက်ရှိချိန်မှာတော့ကျောက်ဖြူမျိုးကိုတကြောပြန်တိုက်ခိုက်လာတာမျိုးဖြစ်ပါတယ်။ ရက္ခလနဲ့ကအဖွဲအေးဟာစင်းမျက်နှာအနည်းဆုံး၃ခုရင်ဆိုင်နေရတဲ့အတွက်ကြောက်ပြူစင်းမျက်နှာတိတ်တခြားစင်းမျက်နှာတွေကိုဦးစားတိုက်ခိုက်ခဲ့ပြီးလက်ရှိအချိန်မှာတော့ကြောက်ပြူကိုတိုက်ခိုက်လာမျိုးဖြစ်ပွဲရှိပါတယ်။ကြောက်ပြူမျိုးဟာရက္ခပြည်နယ်ရဲ့ဒုတိယမြို့တော်လည်းဖြစ်ပြီးမင်္ဂလာပင်လယ်အော်ရဲ့အရှိဘဲကန်းချီအနီးပင်လယ်ပြင်မှာတည်ရှိနေရယ်ရန်ပြဲကျုံရဲ့မြောက်ဖက်အစွန်းတန်စစ်မြို့ဝမှာတည်ရှိပါတယ်။ရန်ကုန်မြို့ကနေအနောက်မြောက်ဖက် မိုင်150ကီလိုမီတာ400အကွာမှာတည်ရှိပြီးအိန္ဒိယနိုင်ငံကာလာကတ္တာမြို့နဲ့ရန်ကုန်မြို့တို့အကြားစံစဘာကုန်သွယ်ရာတဘာဝအလျောက်တည်ရှိတဲ့ပင်လယ်စိတ်ကမ်းတည်ရှိပါတယ်။ကြောက်ဖြူမှာတရုတ်စီမံကိန်းကြီးတွေရှိတယ်လို့ရေနံနဲ့တဘာဝတံငွေပိုက်လိုင်းစီမံကိန်းတွေလည်းရှိနေရကြောင်းနာဇက်ကအစိုးရနဲ့ရခိုင်လင်းတဲ့ကအဖွဲ့အတွက်အရေးကြီးတဲ့မြို့ဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်တပ်ရဲ့ဒညဝတီရေတပ်စခန်းဌာနချုပ်တောင်မော်ကြီးရေတပ်စခန်း အုံးကျုံရေတက်စကန်ခါလာရ34ခါမာရ942ခါမာရ934စားတဲ့တရင်တွေနဲ့အမတ်30နဲ့ရဲတက်ရင်တို့အခြေစိုက်ထားပါတယ်မြန်မာနိုင်ငံမှာမလအတွင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နာဆာကအစိုးရဟာအပြည့်ခက်ရိုက်စိမ့်ဖို့ကြေညာခဲ့ပေမဲ့အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာညောင်ကျိုးကိုဝင်တိုက်ခဲ့တယ်လို့အေယာရီမြဝကျုံပေါ်ကိုတိုက်ွက်ဖော်ကြတယ် ကြကြံပြီးတဲ့ကစစ်တွေတောက်ဖြူမြို့တွေကိုသေးတိုးဆန်းတိုက်ပွဲဖော်ဆောင်မှုတွေများပြားလာပါတယ်။မေလာဇန်ပိုင်းမှာတော့အင်အားတောင်တင်းတဲ့စစ်တွေကိုနှောက်ယှက်ပစ်ခတ်တဲ့အလုပ်ပဲဆောင်ရွက်ပြီးတောက်ဖြူကိုစတင်တိုက်ခိုက်လာခဲ့တာမျိုးဖြစ်ပါတယ်။အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာလက်ရှိချိန်မှာတညာဝတီရေတက်စကန်ကိုအဓိကထားတိုက်ခိုက်နေရမျိုးဖြစ်ပြီးတညာဝတီရေတက်စကန်အနီးတောင်မော်ကြီးနဲ့အုံကျွန်းတို့မှာလည်းရေတက်အခြေစိုက်စကန်တွေရှိနေပါတယ်။ အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိယာတောက်ဖြူမြို့ကိုမတိုက်ခိုက်ခင်တည်းကစိတ်ဝင်ဖို့ကြိုးပမ်းခဲ့ပြီးလက်ရှိအချိန်မှာလက်ခံမော်မလဆိုရက်ကံယူတန်းအနီးရွာကြီးဝေကနေစတင်တိုက်ခိုက်လာမျိုးဖြစ်ပြီးတောက်ဖြူရံပြဲလန်တလျှောက်ကတိပုတ်တောင် ပြိုင်းစီကေကတဆင့်ဓညဝတီလမ်းကြောင်းကို ဖောက်နေရမျိုးဖြစ်တယ်လို့သိရပါတယ်။တချိန်တည်းမှာပဲအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိယာရဲတပ်ရင်30နဲ့ခါမရ943 ကမရ940နေရှိရာလမ်းကြောင်းစီမော့ဥကင်စစ်တော်ကက်တပြေတပြူတောင် အစားရှည်ရွာတွေကတဆင့်အဲ့ဒီရဲတပ်ရင်30နေနေကမရ943 942စီကိုချင်းကက်တိုက်ခိုက်နေရမျိုးဖြစ်တယ်လို့သိရပါတယ်။ကျောင်းဖြူမျိုးမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်အေအေဦးဆောင်တဲ့ဘူပေါင်းအခွဲတွေဟာနာဆာကတပ်တွေကိုတိုက်ခိုက်ရမှာလူအင်အား3တိုက်ခိုက်တာမျိုးမဟုတ်ပေမယ့်စနိုက်ပါတွေဒရုန်းတွေနဲ့ လက်နက်ကြီးတွေကိုအတေးကထားအသုံးပြုပစ်ခတ်တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့တိုက်ခိုက်နေပြီးနာဆတ်ကတပ်တွေရဲ့ဖြူဝါမှုအပါဝင် နာဆတ်ကတပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရတာစာဆုံးတာတွေရှိနေတယ်လို့ရခိုင်အခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။ AA အဖွဲ့ဟာနာဆတ်ကတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ရှာမှာစနိုက်ပါတွေကိုအဓိကထားအသုံးပြုတာမျိုးတွေရှိနေရနာဆတ်ကဟာတောက်ဖြူမျိုးတိုက်ပွဲအတွင်းဒရုန်းတွေကိုအစင်းကြီးများများအသုံးပြုတိုက်ခိုက်ရှာမှာဖြစ်ပါတယ်။ နာဆာကတက်တွေအနေနဲ့နေညာအချိန်မရွေးကင်းထောက်တာဘုံကျဲတာမျိုးပုံမလုံးဆောင်တင်ပြီးအေးအဖွဲဟာကြောက်ဖြူမျိုးကို2024ခုနှစ်နောက်ပိုင်းလေကသေထိုးဆန်းပြစ်ခတ်ခဲ့ပြီးနာဆာကတက်တွေရဲ့အာနယ်ချက်တွေပြော့ကွက်တွေကိုရှာတဲ့ပုံစံမျိုးတိုက်ခိုက်ခဲ့လေဖြစ်ပါတယ်အေးအေးဦးဆောင်တဲ့ပူပေါင်းအခွဲရီဟာဒညာဝတီရေတက်စကန်ကိုအတေးကထားတိုက်ခိုက်ခဲ့ပေမဲ့နာဆာကရဲ့ရေတက်ရဲ့လှုပ်ရှားမှုကတော့အားရဝယ်မရှိသေးဘူးလို့ဆိုကြပါတယ် ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းတွေက NASA ကရဲ့ရေတက်ရဲ့တုံးပြန်တိုက်ခိုက်မှုတွေကမျောလင်းသလောက်ကောင်းမွန်မှုမရှိခဲ့ဘူးလို့စီအေးစိတ်ဝင်စားသူတွေကသုံးသပ်ပြောဆိုကြပါတယ်။ဒါ့ပြင် NASA ကဟာရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး AA အဖွဲ့ရဲ့အဓိကအုပ်ချုပ်ထောက်ပံ့မှုပေးနေတဲ့ရန်သူအခြေဆိုင်မျိုးရွာစစ်ဌာနချုပ်တွေကိုလက်ရှိချိန်ထိဘာကြောင့်မတိုက်ခဲ့တယ်လဲဆိုတဲ့အချက်ရန်သူရဲ့အန်လိုစီလမ်းကြောင်းကို ဘာကြောင့်ဖြတ်တောက်တိုက်ခိုက်ခြင်းမပြုကြပါသလဲအချက်နဲ့ပြီးမှကတစဉ်ရန်သူတန်စည်းဝင်နေရဲ့လက်လက်ခရန်ရှိခါလမ်းကြောင်းကိုအကိုကျင့်တီဘာကြောင့်ဂိတ်ပေါင်းစုံဖွင့်ထားပြီးလှုပ်ပေးနေတယ်လဲဆိုတဲ့အချက်တွေဟာမိကုန်းထုတ်စာဖြစ်နေပါတယ်။နာဆာကအနေနဲ့ကြောက်ဖြူမျိုးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်ခမမှာတုံ့ပြန်တိုက်ခိုက်ပြီးကြောက်ဖြူမျိုးတိုက်ပွဲအောင်စိတ်ကနေရခိုင်ပြည်နယ်တစ်ခုလုံးပြန်လွင့်ကူးဆက်သွားဖို့လိုလားမှုတွေလည်းရှိနေပါတယ်။စည်ရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကို လူမှုကွန်ရက်မှာရေးသားနေသူတအူကလက်နက်တွေနဲ့အားဆန်းကြတာပဲတိုက်ပွဲဖြစ်လာရင်စစ်စင်ရေးနဲ့မှာဘယ်စစ်သားမှဥပဒေချိုးဖောက်တာမရှိဘူးလူအမှုတယောက်ဖြစ်ဖို့မလွယ်တယ်လို့စစ်သားတယောက်ဖြစ်ဖို့လည်းမလွယ်ဘူးတောက်ဖြူမျိုးမှာမေလာ25ရက်နေ့ကကိုဘက်ကတံပိုးကြီးကြီးမမထိတ်ခိုက်တာတွေရှိရယ်ဘသူဘဝကြတာတော့မပြောတော့ဘူးကြောက်ဖြူမှာတပုံနေဘယ်နေရာကနေကောင်တာလုံနေလဲသိရပါပဲဘယ်လမ်းကြောင်းကထိုးပေါက်တာလဲသိနေရပါပဲ ခြေလိုက်လမ်းကြောင်းကိုစင်တခန်းနှမ်းပတ်တယ်လို့မလုပ်သင့်တော့ဘူး။ဒဇင်းနဲ့မရရင်ငါးစီးအုပ်လိုက်ပြန်ပေါ့။အတေးကစစ်အောင်ပို့ပဲလေ။အပြည့်အခက်ရက်စဲတာတွေငလင်ဒုက္ခပေးတွေပါပဲ။တပုံကလိုက်နာနေမှာမဟုတ်ဘူး။ဒီအခွင့်ရေးကိုတပုံကကောင်းကောင်းအသုံးချပြီးစက္ကန့်တစ်ခုပြီးတစ်ခုနှဲချက်နေပြီ။ခရင်တိုင်းမြန်မာနယ်စပ်ကတက်စက္ကန့်12ခုဆုတ်ထားရပြီ။အရေးကြီးနေရာကဒေဘောဘူစက္ကန့်ဒေဘောဘူနဲ့ဥက္ကရိဋ္ဌစက္ကန့်က နေရဲ့ဩဂရိထကနေလမ်းကြောင်းနဲ့ကို ဆုံငတ်လေးနဲ့ဟောလီကိုသွားလို့ရတယ်။တရုတ်နဲ့အမေရိကန်အားပြိုင်မှုမှာဂျားတွေကမြန်မာကခါးနာနေရသည့်ရဲ့အစိုးရလောက်ကန်ရခက်ခဲနေမှလည်းသိရဲ့တိုင်းသားစိတ်မရှိတဲ့သဘောနေနဲ့နှစ်ဘက်ခွာစားနေရတဲ့သဘောပေါက်တယ်။ကိုဘက်ကစစ်တီတယောက်ကြိုက်ရင်ကိုရင်တွေကနားတယ်ဆိုပြီးတော့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။အေးရဖွဲဟာကြောက်ဖြူမျိုးကိုတိုက်ခိုက်ဖို့အရင်တည်းကအစီအစဉ်ရှိခဲ့ပြီးမြင်ဖွင့်နေထားတဲ့စိတ်မျက်နှာနဲ့ လူအင်အားလိုအပ်ချက်တွေကြောင့်ကြောက်ပြူမျိုးကိုတိုက်ခိုက်မဲ့အစီအစဉ်နောက်တလန်းဆုတ်ခဲရပွဲရှင်နေပြီးရောလက်ရှိချိန်မှာတော့မဟာမိတ်ပြူထားတဲ့တခြားလည်းနဲ့ကအဖွဲထံကနေစိတ်ကိုအင်အားရရှိခဲ့ရကြောင့်တိုက်စစ်ဖွင့်လာတာမျိုးဖြစ်ပွဲရှင်နေပါတယ်။ရခိုင်အစီအစိုက်မီဒီယာတွေကတော့ကြောက်ပြူမျိုးနဲ့စစ်တွေမျိုးတိုက်ပွဲတွေမှာအေအေအဖွဲရဲ့မဟာမိတ်အဖွဲတွေဟာအေအေနဲ့အတူပူးပေါင်းတိုက်ခိုက်ပွဲရှိရလို့ဆိုပါတယ်။အေအေဟာရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ရုပ်ကိုထိန်ချုပ်နိုင်ရင်ပြီးရောပုံစံမျိုးနဲ့လူအင်အားသုံးတိုက်ခိုက်ခဲ့ရာလူအင်အားလိုအပ်ချက်တွေရှိနေတဲ့အတွက်ရခိုင်ပြည်နယ်အတွင်းအတင်းကျပ်လူသစ်စုဆောင်ခဲ့ရာလက်ရှိချိန်မှာရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့အသက်25နှစ်အတွင်းအမျိုးသမီးတွေအသက်18နှစ်နဲ့45နှစ်အမျိုးသားတွေကိုလူသစ်စုဆောင်ဖို့စီစဉ်ခဲ့ပါတယ်။အေအေဟာအတင်းကျပ်လူသစ်စုဆောင်ထားသူတွေကို45ရက်ကြာစစ်တင်နှံပေးပြီးခြေတန်းကိုဆဲလို့တိုက်ခိုက်ခဲ့ရာ လုံလောက်တဲ့လူအင်အားမျိုးရရှိလာတဲ့အတွက်တောက်ဖြူမျိုးကိုထိုးစစ်စင်တိုက်ခိုက်လာခြင်းဖြစ်ရာနာဆတ်ကအစိုးရအနေနဲ့တောက်ဖြူမျိုးတိုက်ဝဲကို ရှော့မတွက်ဖဲအပြည့်ဝအာယုံစိုက်ထားရမယ်လို့ဆိုကြပါတယ်။စီရေးစိတ်ဝင်စားသူတဦးကတော့တောက်ဖြူမှာအေအေတို့ကရေတက်ဌာနချုပ်ကိုအ धिक ထားတိုက်နေရတွေ့ရတယ်။အေအေတို့ကမျိုးပတ်လေကတောင်ကုန်းတွေကိုတင်ထားတယ်။တင်ထားတဲ့တောင်ကုန်းတွေပေါ်ကနေလက်နေကြီးနဲ့တနေ့ကိုအလုံး20လောက်ပြစ်သွင်းနေတယ်။ တက်ကလည်းပြန်ပြစ်တယ်အပြန်လန်ပဲအေအေပြစ်တဲ့လက်နဲ့ကြီးကဘုံစတချို့တက်ဘက်ကိုထိမှန်တာမျိုးရှိနိုင်တယ်အေအေကမြူနာကတ်နေပြီအရင်၃လပိုင်းလောက်ကအတင်းဝင်စီရဲ့လရင်ပြစ်ကိုပေးတယ်လို့စစ်တင်းမောတွေကလည်းပြစ်ကိုပေးရဲ့အဲ့ဒီတော့ကအေအေကအကြဆုံးများစွာနဲ့ပြန်ဆုတ်ခွာသွားတယ်အခုကအရင်လိုတအားတက်မလုံးလေမိုးချနေရလဲပါတယ်နောက်ပြီးစစ်သားအစ်တထက်ဆူဆောင်ရရလဲပါတယ်အခုအေအေတွေတဲမှာမိန်းမတွေခလေးတွေက အစပါလာတယ်ဒီပုံစံဆိုအေအေက ရခိုင်တမျိုးသားလုံးကိုစစ်တဲခေါ်တင်လိုက်တယ်လို့ဖြစ်သွားပြီ။နောက်ပြီး AA က AR PDF ဇယိတ်ကို ထောက်ပံ့နေရတယ်။ပြောရမယ်ဆိုကြောက်ဖြူကိုတိုက်ဖို့ PDF ကို NUGC ကဒေါ်လာတန်းနဲ့ငှားထားရတာလို့စစ်တုံးပန်းတွေစီကတစ်ဆင့်သိရတယ်လို့ကြားသိရတယ်။ AA ကမိန်းကလေးအများပြားကိုစနိုက်ပါဖြင့်တုံးထားပြီးခလေးဘီကိုရှေ့ပြေးဖြင့်တုံးထားတယ်။စစ်ချီစစ်တဲဆိုရင်လူသေးတွေကိုတုံးတယ်။နောက်ပြီး AA က ER ကိုတိုက်ဖို့လူဝဲတာမျိုးတွေရှိရဲ့။ ရန်ကုန်အေရဝတီဘကိုးမကွေးတဲမှာရှိရယ်ပွဲစားတွေကအလုံးရမယ်လို့ညခေါ်ပြီးတော့ PDF တွေထည့်လိုက်တာမျိုးတွေရှိတယ်လို့သတင်းတွေထွက်တာကြားရတယ်။လေမျက်နှာပတ်မှာဆိုဖမ်းမိရဲ့ပြည်သူတွေကိုပြန်မလွတ်ဖိစစ်တဲထည့်လိုက်တာတွေရှိရယ်။အေးအေးစိတ်ညာများလာရဲဆိုတာသူသိမ်းထားတဲ့ဒေတာကသူတွေကိုစစ်တဲအတင်ထက်နေလို့ပဲ။အခုဆိုရခိုင်တစ်မျိုးလုံးနီးပါးစစ်တိုက်ကြရတယ်လို့ဖြစ်နေပြီ။ VNN ပုံစံမျိုးဖန်တီးပြီးစစ်တိုက်ကြတာ။တမ်ရော်အနေနဲ့ short တက်လို့မရအောင် ဘရင်ခက်ကလိုတိုက်မှာပဲလွလွယ်နိုင်လိမ့်မယ်။ဒီပုံစံနဲ့ဆိုအေအေကိုရက်ခိုင်မီမှာနိုင်ဖို့မလွယ်ဘူး။ဒါပေမဲ့အေအေအမားလောက်လာရင်တော့မသိဘူး။ရက်ခိုင်ရဲ့စိတ်တက်ကိုကြည့်။ရွေးကောက်ပွဲတုန်းက ANP ပါတီတခုတည်းကိုပဲမဲထည့်ခဲ့တယ်။သမရိတာပါတီအမျိုးမျိုး क्वे ပြီးပါတီအမျိုးမျိုးတဲထဲ့ခဲ့ကြတာအခုဆိုအေအေကကြောက်ဖြူကို ခလေးလူကြီးမိမအကုံတုံးပြီးတော့စစ်ထိုးကြတာဗမာတွေကတော့မိမိအေယာဝတိကိုရခိုင်တွေစစ်လာတိုက်တာကိုပြန်တွန်းလှန်ရအောင်မသိဘူး ကင်းမယ်ဆိုတာကြီးပဲမြင်ဖို့တယ်။ထိုင်းကရခိုင်တွေဆိုအလုတ်ပစ်ပြီးရခိုင်ပြန်လာပြီးဆက်တိုက်တာ။ရောက်တဲ့နေရာကတနိုင်တလောက်ထောက်ပံ့သူတွေပါရှိရဲ့။တစ်ဖက်မှာလည်း TNN လေးကစည်ရဲနိုင်နေလို့မော်ရခိုင်ကရင်တွေကိုမဟာမိတ်တိုက်ဖွဲ့နေရဲ့။မွန်ကရင်တွေကလည်းစစ်နိုင်ခြင်းလို့ဇောနဲ့လာသမျှသူကိုအကုန်မဟာမိတ်ဖွဲ့မှာ။မပူနဲ့စည်ရဲမှာ short တလို့မရဘူး။တပ်ဘက်ကစည်ရဲကိုအကူထက်ပို့ပြီးတော့တင်းတင်းရင်လောက်ရတော့မယ်။ လူအင်အားလက်နက်အင်အားလုံခြုံရေးဝစ်ဆောင်ပို့ပြီး၃၀ရလိမ့်မယ်လို့ယူဆတယ်။ PDF ဆိုတနက်ရောဝစ်ဆောင်ရောတကယ် quality ကောင်းနေသုံးထားတယ်။ဘာပဲဖြစ်ဖြစ် AA ကရခိုင်လူမျိုးအကုန်နှိပါရင်းနေလို့ရှော့တွက်လို့မရဘူး။ရခိုင်နိုင်ငံတော်ကောင်းစင်နဲ့အကုန်ချနေမှာ။ရခိုင်လူကြီးထက်ဝက်နှိပါကိုဖြုံးတီးပြမဲ့ပုံစံမျိုးရှိနေရဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။နာဆာကအနေနဲ့တောက်ဖြူမျိုးမှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းအတွင် ရကလည်းနဲ့ကန်အဖွဲကိုအလုံရှုံအောင်အယုံများအောင်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုနှောက်ရဲတိုက်ခိုက်တာပဲလုံတဲ့တယ်လို့နာဆကအနည်းနဲ့ကြောက်ဖြူတိုက်ပွဲမှာကြီးရည်လေးအမြောက်တပ်တွေဟန်ချက်နေကြီးအသုံးပြုပြီးအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲတွေကိုစစ်ဦးကျူအောင်လှုပ်ဆောင်တဲ့တယ်လို့သုံးသက်တာပဲလည်းရှိနေပါတယ်။စီးရဲစိတ်ဝင်စားသူတအူကတော့ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်ပြီးပထမအချက်ကတိုင်းသုံးတိုင်းအဆက်ကအေအေစစ်မျက်နှာကိုစစ်ဦးကျူအောင်လုပ်ရမယ်။ ဒုတိယအချက်ကအေအေနောက်တန်းကထောက်ပံ့အုပ်ချုပ်မှုစနစ်ကိုပြတ်ပြောင်းလုပ်ရမယ်။ဒီလိုစည်ရေးချိန်ဝင်ရှာဖို့မထိန်းနိုင်ရင်တော့ကြောက်ဖြူတိုက်ဝဲကပုံမပြင်းထန်လာမှာဖြစ်တယ်။ဒါအပြင်ကြောက်ဖြူနဲ့မဒေးကျုံပတ်လေကပင်လေပြင်းမှာစည်ရင်ရင်တွေနေရာယူထားပေမယ်။တစ်ဖက်ကရန်သူစိတ်ဝင်မှုတွေနေရာယူစကန်းချတာမှုတွေနဲ့လှုပ်ရှားစုဖွဲ့မှုတွေကိုလက်အိုးမှုယူလှုပ်ရှားတာမျိုး LOC ဖျက်တောက်တာမျိုးအစောပိုင်းကမလုပ်နိုင်ခဲ့ပါဘူး။ပင်လေပြင်းမှာနာဆကရေတက်က ရေရင်တွေနေရာချထားသလိုနားဆက်ကရေတက်မှာ free gate စစ်တင်မော်တွေရှိသလိုဖြတ်တင်မော်တွေလည်းရှိထားပါတယ်။ဒါတွေမကသေးပါဘူး S100 လို့ရေတက်သုံး UA ဖွေတွေကိုရေရင်အုပ်စုနဲ့တွဲထားပေမဲ့ဘာစွမ်းဆောင်ရည်မကိုမပြနိုင်တာကမေကွန်းထုတ်စရာပါ။2014ခုနှစ်ကစပြီးနှစ်စဉ်ဆိုသလိုပင်လယ်ပြင်မှာစီးလေးကျင့်ကန်တွေကိုရေရင်အမျိုးအစား20ကျော်စစ်တီအင်အား3000ကျော်နဲ့လေးကျင့်ကန်တွေလောက်ခဲ့တယ်။နာခခ၅တုံးကလည်း နတ်မြဝတဲတာမဝင်ရဲခဲ့တဲ့ရေတက်ဖြစ်တယ်လို့နတ်မြဝမှာစကန်ချထားတဲ့အလေတန်ကျော်ကြောက်ပန်တို့မြင်းလော့စားတဲ့လက်နဲ့ကန်စကန်ကိုတော့လက်နဲ့ချင်းနဲ့ပြပြီးကန်ထိုးရင်နဲ့အနာကက်ကန်ထိုးမတက်ရဲခဲ့တဲ့ခြေနေတွေကိုစိတ်ပြက်စရာမြင်ခဲ့ရပြီးပါပြီ။ဒဏ္ဍဝတီရေတက်စကန်စီနဲ့ရေတက်ပြူဟာတွေနှိယချထားတဲ့ကြောက်ဖြူဒေတာတဝိုင်းမဒေးကျုံတဝိုင်းမှာရန်သူလှုံ့ရှားမှုတွေကိုဒရုန်းတွေနဲ့ကင်းထောက်ပြီးပြင်းရှင်းရှင်းနေလို့ရပါမိမယ်။အခြေဆိုင်စကန် comment post တွေလာရောက်တိုက်ခိုက်တာကိုထိုင်ဆောင်နေရမျိုးဖြစ်နေရယ်။နားဆက်ကအနေနဲ့ရခိုင်ပြည်နယ်အရင်းနဲ့ပတ်သက်ပြီးစီမံဆောင်ရွက်မှုတွေပြန်ကြည့်ရင်တခြားဒေသစစ်မျက်နှာတွေထဲတစ်ဖက်ရန်သူကိုအခွင့်အရေးပြီးအများကြီးပေးထားသလိုဖြစ်နေပြီးရောစစ်တွေတောက်ပြိုတိုက်ပွဲမှာကြီးရည်လေးအမြောက်တက်တွေဟန်ကျက်နေနေနဲ့ပူပေါင်းစစ်စင်ရေးတွေကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါတယ်။ပူပေါင်းစစ်စင်ရေးအားတာချက်တွေကရေပြင်တပ်ဖွဲ့အင်အားထုံထုံရတာကိုသာမကား ထိခိုက်မှုနဲ့အဖိတ်စင်တွေကိုအတိုင်းအတာတစ်ခုတည်းရှော့ချနိုင်မှာဖြစ်ပါတယ်။ရေတက်ကလက်နေသေးဝေရဲ့ပြည်အားနဲ့တင်မြေပြင်က ရန်သူစုပဲလှုပ်ရှားမှုတွေကိုစစ်ဦးကျိုးစေတဲ့အထိအာသာချက်တွေရှိနိုင်ပေမဲ့ NASA ကအနေနဲ့ကိုအင်ရကိုလက်တွေ့ကြကြအသုံးမချနိုင်သေးတဲ့အတွက်တစ်ဖက်ကရန်သူရဲ့စည်ရေးလှုပ်ရှားမှုကိုလက်ပတ်ကြည့်နေတယ်လို့မျိုးဖြစ်နေပါတယ်။ NASA ကဟာကြောက်ဖြူမှာလေကြောင်းကနေနေမြေရှင်းလင်းရေးလှုပ်ခဲ့ပြီးမြန်သူလှုပ်ရှားမှုကပြင်လွေပြောင်းလဲတယ်လို့ နံမြေကျွမ်းကျင်မှုကလည်းအာသာချက်တစ်ခုအဖြစ်ရှိနေရတဲ့အတွက်တဖက်ရန်သူရဲ့စေအူကကြိုးမသွားနိုင်ပါဘူး UNLA အဖွဲ့သိမ်းယူထားတဲ့မြို့နယ်တွေကမြို့ပြစနစ်ဖော်ဆောင်မှုကို NASA ကဘက်ကဝန်ရောက်နှောက်ယှက်ပြီး UNLA အဖွဲ့ကိုအလုပ်ပုံမပေးနိုင်သေးတဲ့စစ်မျက်နှာတွေကစိတ်ရှင်ကြသွားနိုင်မှာမဟုတ်ပါဘူးဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာသုံးသက်ရေးသားထားပါရဲ့ရှင်